ီတန်ရဲ့ body ကအလွယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ C11 ထက်အကောင်လေးနည်းနည်းလေးသေးတယ်မျက်စိထဲမှာမြင်တာတော့ဗျာဒီလားဟိုမှာ C11 ရဲ့ budget series လို့ကျွန်တော်မျက်စိထဲအကြမ်းမြင်နေတယ်နောက်ထပ်တစ်ခုကြိုက်တာဒီမှာဒီခွဲပေါက်တွေညားပါရှိနော်ကာတွင်းငန်းနဲ့ရောက်တဲ့အချိန်မှာဘာလို့သွားပြီးအဓိကခံစားမိလဲဆိုတော့နည်းနည်းလေး big quality လေးရော့တာကိုခံစားမိရပါအားလုံးမင်္ဂလာပါကျွန်တော်အခုဒီနေ့ရောက်နေတဲ့နေရာကတော့ Thailand International Motor Expo 2024မှာပြသထားတဲ့ Lee Motor ရဲ့ဘုတ်ကိုရောက်နေတာဖြစ်ပါတယ် ဒီ Lee Motor ရဲ့ဘုမဘာလို့အဓိကထားပြီးပြတာလဲဆိုတော့ C10 ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်တော့ C11 တော့ရောက်နေပြီ C10 တော့မရောက်သေးဘူးသူတို့ကဒီမှာဒီ C10 တစ်မျိုးတည်းကိုလောလောဆယ် display ပြတာတယ်ပြီးတော့ T03 ကိုတော့သူက LED မှာတော့ခဏခဏတော့ပြတယ်ပေါ့နော်ဒီ03တော့ဒီမှာပေါ်ပြထားခြင်းတော့မရှိသေးဘူးအဲ့ဒီတော့ထိုင်းနိုင်ငံရဲ့လမ်းမတွေပေါ်မှာမကြခင်မြင်တွေ့ရတော့မယ်လို့ဆိုတဲ့ Lee Motor C10 ကိုလေ့လာကြည့်အောင်ဟိုတစ်စီးသွားကြည့် ကျွန်တော်တို့ခုမျက်စိရှိမှမြင်တွေ့နေရတော့ Lee Motor C10 ပဲဖြစ်ပါတယ်ကျွန်တော်တရုတ်နိုင်ငံသွားခဲ့တော့ C10 ရော11တွေရော01တွေရောအားရှိမြတ်ကားတွေကျွန်တော်အကုန်စီးခဲ့ရတာပေါ့နော်ဒါပေမဲ့ဒီကားကိုတော့ကျွန်တော် test ride ကျွန်တော်မလုပ်ခဲ့ရဘူးအခုဒီမှာ test ride လုပ်လို့ရမယ်လို့ကျွန်တော်ထင်တယ်စမ်းကြည့်မယ်ဘာဖြစ်လို့လဲဆိုတော့ Bangkok မှာကနည်းနည်းလေးပြဿနာရှိတယ်ဘာသာစကားအခက်ခဲကအဲသူ့လူမျိုးနဲ့သူဆိုတော်တော်လေးအဆင်ပြေတယ်အင်္ဂလိပ်လိုမေးလို့ရှိရင်နည်းနည်းလေးရွာလဲတယ်ပေါ့နော်အခုဒီကားဆိုရင်ပေါ့ဗျာ battery capacity မေးတယ်ကျွန်တော်မဖြေနိုင်ဘူး range မေးတယ်ဖြေနိုင်တဲ့ range ကတော့6000 km ြာသွားလို့ရတယ်အဲ့တခုတော့ဖြေနိုင်တယ်မော်တာကပါစတီမေးတယ်ကျွန်တော်မဖြေနိုင်ဘူးโอเคအဲ့တော့ကျွန်တော်လည်းမြင်တွေ့ရတဲ့လောက်ကျွန်တော်ပြောပြစီတန်းပါစီတန်းရဲ့ body ကအလွယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ C11 ထက်အကောင်လေးတနေ့လေးသေးတယ်မျက်စိထဲမှာမြင်လာတော့ဗျာဒီလားဟိုမှာ C11 ရဲ့ budget series လို့ကျွန်တော်မျက်စိထဲအကြမ်းကြီးမြင်တယ်အချိုးအခွေတွေ design တွေအကုန်လုံးခက်ဆင်ဆင်တူတယ်လုံးလုံးလေးပဲအကုန်လုံးကာတူးကလုံး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 နေပြီပဲပြီးရင်ဒီအလဲမှာသူ့ logo လေးရှိမယ်ဟိုမှာ360 camera လေးမှာမြင်ရတယ် ကျွန်တော်စိတ်တင်တော့ဒီကောင်လဲ LED မီဒန်ဗျဒီကောင်လဲ LED မီဒန်မီးမဖွင့်တာလို့မမြင်ရတာပေါ့နော်ပြီးရင်ဒီမှာ data running light လေးတွေမြင်ရတယ်ဒီအလဲမှာ projector light ကြီးအကြီးတစ်လုံးရှိတယ်နော်ပြီးရင်ကျွန်တော်သတိမထားမိတာတခုကဘာလဲဆိုတော့ဒီနားလေးမှာလဲဒီမှာမီးလေးတစ်လုံးရှိတယ်နှစ်ခွဲမီးလေးတစ်လုံးရှိတယ်နောက်ထပ်တစ်ခုကြိုက်တာဒီမှာဒီခွဲပေါက်တွေမြင်ရပါရှိ နော်တရုတ်နိုင်ငံမှာတော့ကြာကျွန်တော်တိတ်ပြီးတော့သတိမထားနိုင်ဘူးဒီညမှာလေခွဲပေါက်ပါလားမပါလားကျွန်တော်တိတ်ပြီးတော့မမတ်မိတော့ဘူးလေဖြစ်နေသွားလာတာလေ၄၅၆လောက်လောက်ရှိပြီဆိုတော့နောက်တစ်ချက်ရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီညမှာရှက်တာလေးပါသွားတယ်အထက်ရေတိုင်ကြီးကိုဒဲမမြင်ရတော့ဘူးကျွန်တော်စိတ်ထင်တော့ ထဲကနေပဲအဲကိုဖွင့်လိုက်တာတော့လကောင်တခုခုပေါ့နော်စပီးတခုခုရောက်တော့မှတော့လကောင်တెంပရေချာတခုခုရောက်တော့မှတော့လကောင်ဒီအထဲကရှတ်တာလေးတွေပွင့်သွားပြီးတော့အထဲကရေတိုင်ကြီးကိုမြင်ရလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆ။ Okay ဒါကတော့အပြင်ဘက်ဒီအရှိယုတ်ကတော့ဒါအကုန်ပဲ။သူကရိုးရိုးရှင်းရှင်းရယ်လုံးဝဗျာ elegant ဖြစ်တယ် smart ဖြစ်တယ်ဆိုတော့ design ကိုသွားတာဖြစ်တယ်တော့တိတ်ထူထူထူပြောစရာမရှိဘူး။ဒါပေမဲ့ကြီးလိုက်တာနဲ့မိုက် Okay အဲ့တော့ဘေးတွေသွားကြည့်အောင်။ Okay တာယာတွေစကြည့်အောင်။ ာယာတွေကိုကြီးလိုက်မယ်ဆိုရင်245 45 or 20ကိုသုံးထားတယ်ကျွန်တော်စိတ်နေ C11 က21လာမသိဘူး20လား21လားတခုဘယ်ပေါ့နော်ဒါပေမဲ့ဒီကား size နဲ့ဒီ ring နဲ့ကတော့လုံးဝအကွက်တည်ပဲနော် Dunlop တွေထည့်ပြီးသားတယ်တာယာနဲ့ body နဲ့ကလည်းအထဲမှာတော်တော်လေးကိုလွတ်သေးတာကိုတွေ့ရတယ်ကဲ ground clearance လေးလည်းတစ်ခါလေးကြည့်အောင် ground clearance ကတော့တိတ်အများကြီးမလွတ်ဘူးကြာကျွန်တော်စိတ်နေတော့ဒါ6လက်မနဲ့9လက်မအဲ့ဝင်းကျင်လောက်ပဲလွတ်တယ်ဒါပေမဲ့ဒီမှာကတော့ အဲ ground clear run ကတိတ်ပြီးတော့ထည့်သွင်းစဉ်းစားရမယ့်အဲမှာတိတ်မပါဘူးဘန်ကောက်မှာအကြမြန်မာနိုင်ငံမှာတော့ထည့်သွင်းစဉ်းစားရလိမ့်မယ်เนาะအဲ့တစ်ချက်ရှိတယ်နောက်တစ်ချက်ကဘာပြောစရာရှိသလဲအခုဒီမှာကြော်ညာနေတာ down shot ကလုံးဝ sport look sport look sporty sporty ဒါအီးပဲ down shot ပြောနေတာဖြစ်တဲ့အတွက်ဒီကားရဲ့ motor capacity က150နဲ့200 kW ဂျားထဲမှာရှိမယ်လို့ကျွန်တော်အကြမ်းပြန်ယူဆတယ်โอเคအဲ့တော့ကျွန်တော်ဆက်ကြည့်အောင်ဆက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာထင်လိုက်တာကင်မရာနောက်တစ်လုံးလို့ထင်တာမဟုတ်ဘူးဒါလေးက sensor လေး sensor လေးပါတယ်360ဒီမှာကင်မရာလေးတစ်လုံးထပ်ပါ ြီးရင်တကားလက်ကင်နဲ့အပြောက်တွေဒီလိုမျိုးခလုတ်လေးတစ်ချက်အရင်ရှေ့ကိုနှိပ်လိုက်ရနှိပ်လိုက်တော့မှတကားကိုဒီလိုဖွင့်ရအော်ဒီမှာဘောင်ပြောက်မဖြစ်ဘူးဒီမှာဘောင်နဲ့ဖြစ်သွားနော်ဘောင်လေးနဲ့အားသွင်းတဲ့အပေါက်ကြည့်အောင်သေးကြပါတယ်ထိုင်းကိုဝင်တာဖြစ်တဲ့အတွက် CCS2 နဲ့လာပါတယ်ဒီမှာပါ CCS2 နဲ့ပါကဲအထဲမသွားခင်နောက်ဖုံးလေးအရင်ကြည့်အောင်နောက်ဖုံးဒီဇိုင်းလေးလာတယ်နောက်ဖုံးဒီဇိုင်းလေးဘလိုလေးလဲမသိဘူးချစ်စရာလေးလုံးလုံးလေး နော်အဓိကကျွန်တော်အနေနဲ့အကြိုက်ဆုံးကဒါ LED မီတန်းလုံးဝအပြည့်ပုံစံမျိုးဖြစ်တယ်ဒီအလယ်က LED မီတန်းကအပြင်ထွက်နေတယ်လို့မျိုး 3D design လေးလုပ်ထားအဲ့ဒါကတော့ကျွန်တော်အကြိုက်ဆုံးပဲညဘက်ဆိုရင်ဒါကြီးကလုံးဝရှင်းနေပါထင်းနေပါပဲပြီးဒီမှာ Lee Motor ဆိုတဲ့ logo လေးကတ်ထားတယ်စီတန်းလေးပါတယ်အနောက်မှာစန်စာပနလုံးပါလဲဆိုတော့တင်းနှစ်ဆိုတော့စန်စာအနောက်မှာ၄လုံးပဲပါအဲ့တော့နောက်ထပ်တစ်ချက်ကဒီ Lee Motor C10 တို့ C11 တို့မှာအကျတော့အရန်ပြောက်တာရှိရဲ့နောက်ဖုံးပွင့်တဲ့ခလုတ်ပဲဒါမှမရှာရမှန်းမသိဘူးအမဲမှာဆိုပူဆိုးတယ်အဲ့တော့ဒီမှာခလုတ်ကတော့ဒီနားလေးပါပေါ့နော်ဒီနားလေးမှာနှိမ့်လိုက်ရုံပဲ နောက်ဖုံးပေါ်တာဖြစ်ပါတယ်တော်တော်ကျဲတယ်တွင်ငန်းကတော့တော်တော်ကျဲကျဲတဲ့အပြင်ကမှဒီအောက်မှာကောင်စပိတ်စီတစ်ခုထပ်ပါသေးတယ်ပစ္စည်းတွေပါထည့်မယ်ဆိုဒီထဲမှာကောက်ထည့်ထားလိုက်လို့ရနော်ဒါလေးရှိတယ်ပြီဒီပေါ်မှာရင်းလေးတွေပါပြီးပါအောင်မယ်ထင်တယ်ဒီမှာ line တွေတွေ့ဒီမှာတော့မထည့်တာတော့ရင်းလေးတွေပါပြီးပါအောင်မယ်စာမွေးစေးကြည့်လိုက်အောင်ဟဲ့ဟဲ့အဲအဲ့လိုဖြစ်သွားတယ်เนาะရက်သွားတယ်เนาะအဲ့ဒါလေးကတော့တော်တော်လေးသဘောကျတဲ့အချက်ပါ ဩပိတ်လိုက်တော့မှဘာထက်မြင်သွားလဲဆိုတာဒီအောက်မှာသူ့ရဲ့ wifi နောက်တော့ကပါတယ်ဒီအောက်မှာမရှိပဲသူ့နောက်တော့ကဒီကြားထဲမှာဒီကြားထဲမှာသူ့နောက်တော့ကဒီမှာဒီမှာဒီမှာဒီကြားထဲမှာနောက်တော့ကเนาะဒီမှာ original spoiler ပုံစံမျိုးလေးပါပြီးတဲ့အပြင်ကိုဒီမှာ brain me လေးလည်းဒီမှာတစ်ချက်ပါသေးတယ်เนาะအဲ့တော့နောက်ဖုန်း design အကုန်လုံးကတော့ဒါအကုန်အဲ့တော့ကျွန်တော်တို့ရှေ့ကိုသွားကြည့်အောင်ဩဘယ်ဟုတ်မလဲရှေ့ကိုသွားကြည့်မယ်ကျွန်တော်ဘယ်ဘက်ကိုသွားဖို့ပြီးပဲဆဲတာတယ်မဟုတ်ဘူးဘန်ကောက်မှာဆိုတော့ကျွန်တော်ညာဘက်ကိုကြည့်ရပါကားကညာခိုင်းနေညာဘက်သွားကြည့်မယ် ကဲကားတွင်းကန်းနဲ့ရောက်တဲ့အချိန်မှာဘာလို့သွားပြီးအဓိကခံစားမိလဲဆိုတော့နည်းနည်းလေး big quality လေးရော့တာကိုခံစားမိရပါဘူးလို့ဆိုတော့ကျွန်တော်က C11 ကိုကျွန်တော်ခဏခဏမြင်နေတော့ C11 နေ C01 နေဒါတွေကိုကျွန်တော်တို့အများနဲ့မြင်နေကြဖြစ်တဲ့အတွက်ကျွန်တော်ပထမတည်းကပြောခဲ့သလိုပဲဒီကားကကျွန်တော်စိတ်တင်အဲ budget series လဲဖြစ်နိုင်တယ်ပေါ့နော်ဖြစ်နိုင်တယ်လို့ပြောတာပေါ့နော်ဖြစ်မယ်လို့ပြောတာပေါ့မဟုတ်ဘာဖြစ်လို့လဲဆိုတော့ဥမာဒီထိုင်းဝန်လဲတာတွေလုံးဝမလျှော့တာဘူးထိုင်းက low one east ဖြစ်တယ်နော် east ဖြစ်တယ်လုံးဝအကန့်သားဖြစ်တယ် လုံးဝပရီမီယံလုတ်ပြန်တကယ်ဖြစ်တယ်ဒါပေမဲ့ဒီနေရာတွေဒီဘေးဆိုင်ကာပါတွေဒီနေရာတွေမှာတော့နည်းနည်းလေးများယော့သလားလို့ကျွန်တော်ခံစားရတယ်အထူးသဖြင့်ဒီ CRI ပေါ့နော် CRI ကတော့နည်းနည်း big quality လေးညာနည်းနည်းယော့နေသလားလို့ခံစားရတယ်ဟော C level ကျွန်တော်မြင်နေကြဖြစ်နေလို့ကျန်တာတွေအကုန်လုံးကတော့ဒါ Lee Motor သူ့ရဲ့ signature တွေတစ်ခုမှမပြောင်းတာဘူးเนาะမအဲငွန်းလေပေါက်တွေလုံးဝအပြောက်တွေ ambient light တွေ နောက်ပြီးတော့ဒီမှာ sensor ပါတာတွေเนาะပြီးလို့ရှိရင် profile နဲ့ကားထဲဝင်ရတာဒါတွေအကုန်လုံးကတော့ဒီ C11 တို့ C01 တို့နဲ့ဒါအကုန်အတူတူပဲပြီးရင်ဒီမှာဒီ lighting နေเนาะပြင်းပေါက်တွေ charging တွေအကုန်လုံးကို control လုပ်တာတွေအကုန်လုံးကဒီ LED infotainment screen တစ်ခုထဲမှာပဲအကုန်လုံးလုပ်တာဖြစ်တဲ့အတွက်ဒါတွေအကုန်လုံးအတူတူပဲဘာခလုံးမှမပေါ့ရိုးရှင်းတယ်ရှင်းလောက်ကြီးတယ်ဘာခလုံးမှမပေါ့ခလုံးဆိုလို့ဒီ CRM မှာအလုံးလေးနှလုံးမှာပါเนาะဒီအလုံးနှလုံးမှာအပကျန်တာဘာတစ်ခုမှမပါလာအောင်ရှင်းတယ်အပြက်ပဲ ဲ့တော့ရှိရှိသမျှ control အကုန်လုံးကဒီ infotainment screen ထဲမှာဒီ infotainment screen ကိုကျွန်တော်ရှင်းပြနေရင် content တစ်ပုတ်ထပ်ဖြတ်သွားလိမ့်မယ်အဲ့တော့ဒါကြီးကိုတော့ကျွန်တော်မရှင်းတော့ဘူးဒီပုံမှာ panoramic sunroof ကြီးအကြီးပါအကြီးဒီထိပ်ကနေဟိုးနောက်ထိ passenger seat ခေါင်းပေါ်အထိပါပြန် round aircon ဖြစ်တယ်အနောက်ခန်းလည်းတော်တော်ကြဲကြဲဝန်းဝန်းဖြစ်တယ်ရှေးထိုင်ကုန်နှလုံးကထိုင်ကုန်အပူရောအေးရောအကုန်လုံးပါ အဲ့ဒါလေးလည်းမိုက်တယ် wireless charging ပါတယ်ဒီအလဲမှာပစ္စည်းတွေပိုင်းထားလို့ရတဲ့နေရာတွေပိုင်းရှိသေးတယ်အဲ့တော့ကျွန်တော်အခုစူးစမ်းထားတယ်ခုနကတော့မှ QR ပိုင်း scan လုပ်ပြီးတော့ test ride လုပ်ဖို့အတွက်ကျွန်တော်ပြောတာကျွန်တော်သွားပြီးတော့ test ride လေးသွားဆန်းလုပ်ကြည့်သူက test ride လုပ်ဖို့အတွက်ကို Google Form ဖြည့်ရသေးတယ်အဲ့ဒါလေးဒီမှာဖြည့်ရတာကျွန်တော် တဲ့ကားလေးမောင်းလိုက်ရတော့နည်းနည်းလေးရတာတွေ့သွားတယ်။ဘာလို့လဲဆိုတော့အခုမှဒီလူနဲ့ကြမှာအင်္ဂလိပ်လူလေးပါလိမ့်မယ်။ဘာပြောလို့ရတော့ motor capacity က160ရှိတယ်။ battery capacity က80ရှိတယ်။ top က320 Nm ရှိတယ်။ body size ကနည်းနည်းလေးသေးသွားပြီးတော့ motor က160 kW ဖြစ်တာဖြစ်တဲ့အတွက်မောင်းလို့ရေးလေတဲ့ကောင်းတယ်။ခုနအတက်တွေပါတွေမှာ sport mode ချိန်ပြီးတော့မောင်းကြီးလိုက်တာတော်တော်ရတာတွေ့သွားတယ်။အဲ့တော့ဒီ video လေးရဲ့အနည်းချက်ကိုပြောပြ ီဗီဒီယိုလေးအနည်းချုပ်ကိုပြောရတော့မယ်ဆိုလို့ရှိရင်လီမော်တာစီတန်းလေးကတော့ခုန test drive လုပ်တာတကယ်တမ်းတော့မဝဝဘူးပေါ့ဗျာ။ဒါသူသွားခိုင်းတဲ့ runway လေးကနည်းနည်းလေးတူတယ်။ဘလောက်မှမရှိဘူးပေါ့နော်။ဒီမှာဟိုဈေးဆက်လေးတစ်ခါမောင်းရတယ်အတက်လေးတစ်ခါမောင်းရတယ်ဒီလောက်ပဲ။ဒါပေမဲ့အားမရဘူးပေါ့ဗျာ။ကျွန်တော်တို့က test drive ဆိုလို့ရှိရင်ရန်ကုန်မင်းလေးလောက်မောင်းနေတဲ့ကောင်လေးဆိုတော့အဲ့လောက်လေးမောင်းရတာတိတ်ပြီးတော့အရသာမတွေ့ဘူး။ဒါပေမဲ့ဘလို့ပဲဖြစ်ပေါ့ဗျာ။လုံးဝမမောင်းရတာတည်းစာလို့ရှိရင်တော့တော်သေးတာပေါ့။အခုနကတော့ အဲကျွန်တော်လည်း that's right တောမောင်းရင်းနဲ့ဘေးထဲမှာပါတဲ့တယောက်ကကျွန်တော်မေးအားတဲ့ဒီမော်တာမင်းတို့နိုင်ငံမှာရရှိလားရှိတာပေါ့ဗာညာနဲ့ပြောနေအရအောင်လို့ဗာလို့မင်းတို့ factory အထိငါတို့ကရောက်ဘူးတယ်လို့မင်းတို့မရောက်ဘူးလို့ဗာညာရှူးလိုက်တာအပြင်မှာတရက်ကူလို့အစီး6ဟာလောက်ထုတ်အားလာအဲ့တော့တော့ထုတ်နိုင်တာလားဆိုအားတကူရှူးလိုက်တော့ကြွားလိုက်တယ်မထူးဆိုပြီးတော့အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဗာဒါသူနဲ့စကားပြောနေတဲ့မှာတိလိုက်ရတာ time မှာကအခုဒီပွဲမှာမှာစပြီးတော့ launch လုပ်တာတဲ့လီမော်တာစီတန်းက နောက်တယ်တဲ့နောက် T03 ရောဘာလို့အကုန်လာပါတဲ့လာဖို့ရှိတယ်ပေါ့နော်အဲ့တော့အဲထိုင်းအလူတွေရောအခုမှစပြီးတော့ Li motor ကိုစပြီးတော့ထိတွေ့ခွင့်ရမြန်မာနိုင်ငံအလူတွေကတော့ Li motor ကိုစပြီးတော့တီးခဲ့ရတာဒါတနစ်ကြော်ကြော်လောက်ရှိပြီပေါ့နော်ဘယ်လိုပဲဖြစ် T03 မြန်မာနိုင်ငံရောက်လာတနစ်ခွဲ၄ဘာလောက်ရှိပြီ တော့တနစ်ခွဲနှီးပါးလောက်ရှိခုနောက်ပိုင်းမှာဆိုလို့ရှိရင် C11 တို့ C01 တို့စသဖြင့်ဓာတ်ရီးပါဇက်တိုက်ဝင်လာတယ် T03 တွေလည်းဇက်တိုက်ရှိတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ် Li Motor brand ကိုကျွန်တော်တို့ရုံကြီးကြီးနဲ့စီးလို့ရတယ်ဘာလို့ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းရှိတယ်အခုထိုင်းနိုင်ငံမှာလည်းရှိလာပြီတော့တရုတ်နိုင်ငံမှာလည်းကျွန်တော်တို့စက်ယုံနေလည်းသွားခဲ့ပြီသူတို့ရဲ့ showroom နေလည်းကျွန်တော်တို့သွားကြည့်ခဲ့ပြီအဲအကြောင်းမလို့မြန်မာနိုင်ငံက Li Motor user တွေအနေနဲ့ဆိုလို့ရှိရင်ရုံကြီးစိတ်ချသွားတဲ့စီးလို့ရကြောင်းဒီနေ့ကနေတင်ဆက်ပြရတယ်ကျွန်တော်ကတော့စီးသွားပါ ားလုံးပဲမင်္ဂလာပါ။ရောက်ရောက် sorry ။နောက်အလူအားသွင်းတဲ့အပေါက်ကတော့သိကြပါရဲ့။ဘန်ကောက်ဝန်လာမှာဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ကျွန်တော်အဲ့ဒါလေးကိုသိမ့်မှန်းမိနိုင်ဘူး။ပြီးတော့ဒီမှာဟောကျွန်တော်မယ်။အဲ့နာလေးကြံပြောလိုက်မယ်။3 2 1 go ။ကြက်တာလားတဲ့ကျွန်တော်